မူလာတဲ့ကျောင်းသားရွယ်ပဲရှိသေးပေမယ့်ထုခန့်ကျော်ကိုကြောတက်ပြီးစိတ်ကူတနေတဲ့ဘိုးတော်လေးအားလုံးမင်္ဂလာပါရှင်ဆယ်လီတိုင်းနယူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီထုခင်းကျောင်းဟာရုပ်ရှင်မင်းသားလို့ဆင်မှာနိုင်ငံကျော်ရေးထီမအောင်မြင်ပေမယ့်စိတ်ကူးတဲ့အချိန်မှာတော့နိုင်ငံကျော်အောင်မြင်နေပြီးနိုင်ငံသားတွေပါလာရောက်ကုသနေပါပြီ96ပါးယောဂါတွေပြင်အနာဂတ်မှာဖြစ်လာနိုင်မယ့်ယောဂါတွေကိုပါကြိုတင်ပြီးတော့ကုတက်နေတဲ့ထုခင်းကျောင်းဟာသူ့လက်နဲ့ထိလိုက်ရင်ယောဂါမန္တမယပျောက်ကင်းသွားပါရီ ူခန်ကျော်ကမြစ်တာကြီးနဲ့ကုသပေးမယ်လေသူ့ကိုလေးစားတဲ့သူတွေဟာတိန်ဟာချီထောင်ချီလူနဲ့တလို့တိန်ထောင်ချီကားကြီးကိုလည်းဝယ်နိုင်ပါပြီအခုခါမှာတော့ထူခန်ကျော်ပေါ့ဆာလေးလို့ခေါ်ရလောက်အောင်ဘိုးတော်လေးတစ်ပါးကပေါ်ထွက်လာခဲ့ပါတယ်ဒီဘိုးတော်လေးကတော့မူလာရင်ចောင်းသားရွှေသားရှိသေးပြီသူ့လည်းနဲ့တက်ချလိုက်ရုံနဲ့ယောဂမန္တမရီကအာလုံးပြောက်ကင်းသက်သာသွားကြပါရီ ိုးတော်လင်းဟာရန်ကုန်တိုင်းဒေသကြီးတွင်ဒေးမြို့နယ်ရန်ကြီးအောင်ကျေးရွာမှာနေထိုင်တာပါအရှင်ကတော့တာမန်ကလေးတွေလိုပြေးလွှားစော်စားခဲ့ပြီးသူ့မှာထူးခြားတဲ့ပါရမီကပါဝင်လာခဲ့ပါတယ်အထက်ပုဂ္ဂိုလ်တွေနဲ့အဆက်အသွယ်ရှိတာကြောင့်ဘိုးတော်လင်းဟာခုနှစ်နှစ်ရွယ်လောက်သားရှိသေးပေမဲ့လီယောဂသမန်သမားကိုကုသပေးနိုင်ပါတယ်66ပါယောဂါတွေပြင်ကင်ဆာယောဂါနဲ့ကုသဖို့ခက်ခဲတဲ့ယောဂါတွေအကုန်လုံးကိုပျောက်ကင်းအောင်လုပ်ပေးနိုင်တယ်လို့ဆိုပါရယ်။ဒါပေမဲ့ဘိုးတော်လေးနဲ့ပဋ္ဌာန်းဆက်ပါတဲ့သူတွေဟာ ယောဂပျောက်ကင်းမှဖြစ်ပြီးတော့လာကိုရတဲ့သူတွေကတော့တန်းစီနေပါရင်ဒီတဲ့ရွယ်မှာခြားကလေးတွေကစော်စားလို့ကောင်းတော့ဖြစ်ပေမဲ့လေဘုဒ္ဓလီကတော့သူပညာဆွဲနဲ့အကျိုးပြုနေပါရင်ဈေးကူသားစီကတော့တတ်မှတ်မထားပဲတက်နိုင်တဲ့လောက်ကြောလို့ရှာပြီးဘုဒ္ဓလီဟာသူ့လက်နဲ့တက်ချပြီးတော့ကုသပေးပါရင်ဘုဒ္ဓလီထံကိုလာရောက်ကုသသူတွေထဲမှာအသက်ကြီးတဲ့ဘိုးဘွားတွေများပြားပါရင်ဖဖုံတွေတိလာရှင်တွေကိုလည်းဘုဒ္ဓလီဟာကုသပေးတဲ့ပြင်ကလေးရွယ်တွေလည်းလာရောက်ပြသကြပါရင် လေဖြတ်နေတဲ့သူတွေနိုင်ငံသားစိတ်နဲ့ကုသလို့မရတော့တဲ့လူနာတွေဟာဘိုးတော်လေးထံကိုရှောက်လာပါရီစေယုံစေကန်းနေစုံနေအောင်ရှောက်သွားပြီးဖေယောကမှာမပြောက်တဲ့သူတွေတော့နောက်ဆုံးမျောလင်းချက်တစ်ခုရဲ့ဖြစ်ဖြစ်ဘိုးတော်လေးထံကိုအားကိုးကြပါရီဘိုးတော်လေးရဲ့အမိကဘေးနာကနေပြောပေးပြီးဘိုးတော်လေးကတော့ကုသပေးနေပါရီကလေးငယ်လေးပဲရှိသေးတဲ့ဘိုးတော်လေးဟာတနခါလင်းထားပြီးတော့ယောဂီအင်ကြီးနဲ့ယောဂီဘာမီကိုဝစ်စင်ထားပါရီအားလက်တဲ့ချိန်ဒီမှာတော့ဘိုးတော်လေးဟာစော်စားတာတွေကိုစိတ်ဝင်စားပြီးတရားထိုင်နေတတ်ပါရီ အချို့တွေကတော့ဒီလိုကူတာရတာကတကယ်ရောပျောက်ကင်းရလားဆိုပြီးတော့တန်တရားရှိကြပါရီ။ဘယ်နေရာကိုတော့တော့မပျောက်တဲ့သူတွေကနောက်ဆုံးမျောလင်းချက်ဖြစ်ကူတာကျင်ကြသလိုငွေချင်းမတက်နိုင်သူတွေကလည်းကောက်ရိုးလေးတမင်ဖြစ်တာကြောင့်ဘိုးတော်လေးကတကယ်ဆွမ်းလားဆိုတာကိုသိကျင်ကြပါရီ။လက်နဲ့တချာယုံနဲ့ယောဂါတွေကိုဟက်ချလောင်းဆိုပြီးတော့ကူတာလို့မရကြောင်ပြောကြတဲ့သူတွေလည်းရှိပါရီ။တိုင်းမဲ့မမြင်ရတဲ့ဆွမ်းအားတွေနဲ့အဆောက်အအုံတွေကြောင့်လက်တွေ့ပျောက်ကင်းသွားသူတွေကတော့ဘိုးတော်လေးကိုယုံကြည်ကြပါရီ။ ထုခင်းကျောင်းဟာအသက်၄၀ကျော်မှဆေးဆရာကြီးဖြစ်လာပြီးမိဒီဘိုးတော်လေးကတော့မူလာတဲ့ကျောင်းသားရွယ်နေတဲ့ဘိုးတော်လေးဖြစ်လာခဲ့ပါပြီထုခင်းကျောင်းဟာသူ့ရဲ့ပညာကိုတားဖြစ်သူထံမှပညာမွေပေးมาဖြစ်ပြီးတော့ဘိုးတော်လေးကတော့စီကုသရာတွေကိုအလိုလိုတက်မြောက်နေတာပါကလေးရွယ်လေးဖြစ်ပေမဲ့လေသူ့ရဲ့ပညာကတော့ကြီးမားတာကြောင့်ကုသနိုင်တာပဲဖြစ်ရမယ်ဆိုပြီးတော့လာရောက်ကုသသူတွေအများကြီးရှိကြပါတယ်။လက်နဲ့တချပေးလိုက်ုံနဲ့ယောဂါတွေပြောက်ကင်းသွားတယ်ဆိုတော့မူလာတဲ့ចောင်းသားရွယ်ဘိုးတော်လေးပေါ်မှာပြိဋ္ဌာန်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်။ကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။